ဒီကကြောဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဒီကနေ့ကသာသနာရေးစာမင်းပွဲမှာရှိတဲ့သာသနာရေးစာမင်းပွဲကနေပြီးတော့အမေးဖြေလေးတွေကိုညွှန်ပေးမှာဖြစ်ပါတယ်9ရက်12လ2024ခုနှစ်68ကြိမ်မြောက်အဘိဓမ္မာဂုံတူးဆောင်စာမင်းပွဲဒုတိယဆင့်နံပါတ်1မနောဒါရဝီတီနိုင်မဟန္တာယုံစသည်မခွဲခြားပဲဝိပုတာယုံစသည်ဖြင့်ခွဲခြားရခြင်းအကြောင်းကိုပြေဆို၍တရားယုံဤသဘောတဘာဝကိုထင်ရှားအောင်ပြေဆိုပါ အဲ့ဒီမှာမနောဒါရဝီတိ၌မဟန္တာယုံစသည် မခွဲခြားပဲဝိပုတာယုံ စသည်ဖြင့်ခွဲခြားရခြင်းအကြောင်းဆိုတာကပြင်စတော်ရမှာလို့မဟန္တာယုံအတိမဟန္တာယုံပရိဒ္ဒယုံစသည်ဖြင့်မခွဲခြားပဲနဲ့သူ့မှာဝိပုတာယုံအောင်းဝိပုတာယုံတို့နှစ်မျိုးပဲခွဲတယ်အဲ့ဒါဘာကြောက်လဲတဲ့ဒါကကျွန်တော်ရဲ့မှတ်စုစာအုပ်မှာစာမျက်နှာ78မှာရှိပါတယ်စာမျက်နှာ78မနောဒါရဝီတိဆိုတဲ့ခေါင်းစဉ်အလယ်နာလေးမှာမနောဒါရဝီတိ၌ထင်သောအာယုံဆိုပြီးတော့ ခေါင်းစဉ်ရှိပါတယ်အဲ့ဒီမှာ2012 2014ဗမာမိတ်ဆွေတို့က2024လို့ထပ်ဖြည့်ထားပေးပါမနောဒရဝီထီမှာဆိုရင်ပြင်စဒရဝီထီလိုမျိုးအတိမဟန္တာယုံစသည်ဖြင့်အာယုံကိုမမှတ်ဘူးတဲ့အတိမဟန္တာယုံဆိုတာကပစ္စုပ်ပြင်စဒရမှာဖြစ်တဲ့ပစ္စုပ်မှာအာယုံသာလျင်မှတ်လို့ရပါတယ်တဲ့နောဒရဝီထီစိတ်တွေကကြတော့အတိတ်နာကပစ္စုပ်ပံကာလဝိမုတ်ဖြစ်တဲ့အာယုံတွေကိုအာယုံပြုတဲ့အတွက်ကြောင့်မို့လို့ မဟန္တာယုံဒီမဟန္တာယုံမမှတ်ဘဲနဲ့ထင်ရှားတဲ့အာယုံဝိဘူတာယုံမထင်ရှားတဲ့အာယုံအာဝိဘူတာယုံဆိုပြီးတော့နှစ်မျိုးပဲမှတ်ရပါတယ်တဲ့အဲ့ဒီနှစ်ပိုက်ကိုဖြည့်ပေးရင်ရပါပြီနောက်တစ်ခုကတရားယုံဤသဘောတဘာဝကိုထင်ရှားအောင်ပြေဆိုပါတဲ့အစာမျက်နှာ33မှာရှိပါတယ် စာမျက်နှာတစ်ဆက်သုံးမှာဒဒါယုံဖြစ်ပုံကိုဆိုအဲဒဒါယုံရဲ့သဘောတဘာဝဆိုဒဒါယုံရဲ့အတိတ်ပဲကိုပြောတာပါအဲ့ဒီမှာဒဒါယုံစာမျက်နှာတစ်ဆက်သုံးမှာဒဒါယုံရဲ့အတိတ်ပဲလို့ရေးထားတယ်90 2009 2009 2019 2020, 2020, 2020, 2020လို့ထပ်ရေးထားပေးပါအဲ့ဒီမှာဓမ္မမိတ်ဆွေတို့ကဒီနှစ်ပတ်နှစ်ကြိုက်နှစ်ပိုက်လုံးကိုဖြစ်ပေးပါတော့သဘောတဘာဝဖြစ်တဲ့အတွက်ကြောင့်မို့လို့ဥပမာလေးရဲ့ပြီးရင်တရားယုံရဲ့အဓိပ္ပာယ်ရဲ့ပြီးရင်တရားယုံဆိုတာကကာမဇောကာမတတော်ပါကာမအာယုံသုံးချက်စုံမှတရားယုံကြမယ်ဆိုပြီးပြည့်ပြည့်စုံစုံဖြစ်ပေးပါ ဒါဆိုမိတ်ဆွေတို့ဘက်ကအမှတ်ချော့စရာမရှိတော့ဘူးပေါ့နော်။နောက်နံပါတ်2အပ္ပနာဝီတိတခုအတွင် အပ္ပနာဇောစိတ်တို့မရောက်မီခဏ၌ဖြစ်သောကာမဇောစိတ်တို့ဤအမြင်ထူးများကိုအကြောင်းနဲ့တကားဖြေဆို၍သောမနတကာမဇောနောင်သောမနတအပ္ပနာဇောဖြစ်ရခြင်းအကြောင်းကိုဖြေဆိုပါတဲ့။နော်အပ္ပနာဝီတိတခုမှာဆိုရင် အပ္ပနာဇောတွေအဖြစ်ကိုမရောက်ခင်မှာဇောတဲ့ဇောဟာကာမဇော။ အဲ့ဒီကာမဇောတွေမှာအမိတွေကထူးထူးဆန်းဆန်းနေရှိတယ်တဲ့အဲ့ဒါကိုပြောကျင်တာကအဲ့ဒါဥပ္ပဆာယသမာတိဇောတွေကိုဆိုလိုတာစာမျက်နှာ16မှာရှိပါတယ်အဲကျွန်တော်မဆူစာအုပ်ရဲ့စာမျက်နှာ16မှာတွေ့ပါသလားဇယားလေးအလဲမှာလေပရိကံဥပ္ပဆာအနုလုံဂတ္တရပူဆိုတဲ့အဓိပ္ပာယ်၃ခုကိုဖြေပေးရမှာဖြစ်တဲ့ မေးနေကြနော်2018မှာနောက်ဆုံးမေးတဲ့တမောင်မေဆွေတို့က2024လို့ထပ်ရေးထားပေးပါ2000 2005 2009 2014 2015 2018 2024နော်ဥပဒေရတမာတိဇော၄ခုလုံးရဲ့အဓိပ္ပာယ်ကိုနာမည်နဲ့အဲ့ဒါကအဘေးကအဓိပ္ပာယ်မြေချောင်းကိုရေးပေးနိုင်ပြည့်စုံပါပြီဒါတကူကသောမနတကာမဇောရဲ့နောက်မှာ သောမနတအပ္ပနာဇောတွေဇောရခြင်းအကြောင်းဒါကစာမျက်နှာ21 20 21မှာရှိပါတယ် 20 21เนาะ20မှာကကြတော့သောမနတ္တရဲ့နောက်မှာသောမနတ္တလိုက်တယ်လို့ပြောတယ်အကြောင်းပြချက်က21ရဲ့အပေါ်ဆုံးကိုရောက်သွားပါပြီအဘဲเจ้าဆိုတော့ပြာသောဝေဒနာရှိကုန်သောဇောတို့သည်အရှင်ရှင်အာတိဝနာပစ္စည်းအဖြစ်ကိုမထုတ်ဆောင်အပ်သောကြောင့်ဖြစ်ပါသည်ဒါကဒီကကြောင့်မြန်မာပြန်ထဲမှာအဲ့ဒီလောက်ပဲပါတယ်เนาะဒါကြောင့်မို့ဓမ္မမိတ်ဆွေတို့ကအဲ့ဒါလောက်ကြည့်ရင်လုံလောက်ပါပြီဝေဒနာမတူလို့ချင်းရင်အာအာတိဝနာပစ္စည်းမတက်ဘူးတဲ့ဒါကြောင့်မို့လို့ဝေဒနာတူတူပဲစောရပါတယ်တဲ့โอเคနံပါတ်3 နိဗ္ဗာန်ကိုလင်းမြန်စွာရလို့ရရပါလို့ဤဟုဗုဒ္ဓဘာသာဝင်သူတော်စင်တိုင်းစုတောင်းလေရှိရာနိဗ္ဗာန်ကိုအာယုံပြု၍အာယုံပြုရ၌တရားယုံမကြနိုင်ခြင်းအကြောင်းကိုဥပမာနဲ့တကားအရှင်းပြကားမြင်ဆောင်ခံမယ်ပထမဦးဆုံးပထမဆုံးသောမဟေကုတ်ဇောသည်အဘဲကြောင့်တကြိမ်သာဖြစ်ရသည်ကိုလည်းဖြေဆိုပါဒါတော့မိကုံးမှာအများနဲ့နှစ်ပိုင်းနှစ်ပိုင်းဒီပါတယ်နော်နိဗ္ဗာန်ကိုအာယုံပြုတဲ့ဝိသီယဘောင်ဝိသီလေဓမ္မမေဆွေတို့အဲ့ဒါအရင်စဉ်းစားရမယ်။ဇာမျက်နှာနံပါတ်3ကကြတော့ နိဗ္ဗာန်ကိုအာရုံပြုတဲ့ဝိသီဟာကြတော့ကာမဇောဝိသီတော့မဖြစ်နိုင်တော့ဘူးမက်ဖို၄ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါမက်ကဝိသီတွေဆိုတော့ဒါအပ္ပနာဇောဝိသီဖြစ်မှာပေါ့နော်အဲ့ဒီလိုလေးတွေးကြည့်ပါအပ္ပနာဇောနဲ့ဆုံးတဲ့ဝေကြီးဖြစ်တဲ့အတွက်စာမျက်နှာ25မှာအပြည့်ရှိပါတယ်။စာမျက်နှာ25အပေါ်ဆုံးမှာဆိုလို့ရှိရင်ဓမ္မမိတ်ဆွေတို့တွေ့ပါသလား။ကာမကာမဇောရဲ့အဆုံးမှာတတော့တရားယုံကြတယ်တဲ့။အပ္ပနာဇောရဲ့အဆုံးမှာတရားယုံမကြနိုင်ဘူးတဲ့။ ဒါဆိုလို့ချင်းရဲ့နိဗ္ဗာန်ကိုအာရုံပြုတဲ့ဝေထီသည်အပ္ပနာသောဝေထီဖြစ်တယ်။အဲ့မှာတရားယုံကြလားဆိုတော့အပ္ပနာသောမှာတရားယုံမကြဘူး။ဘာကြောင့်လဲဆိုတော့တရားယုံရဲ့အင်္ဂါကကာမသောကာမတတဝါကာမပုဂ္ဂိုလ်မှသာလျှင်တရားယုံကြတယ်။ဒီမှာကာမသောမဖြစ်တဲ့အတွက်ကြောင့်မို့လို့အပ္ပနာသောဖြစ်နေတဲ့အတွက်တရားယုံမကြဘူးပေါ့နော်။ဒါမှအကြောင်းပြချက်လေး၃ချောင်းရှိတယ်ဓမ္မမိတ်ဆွေတို့။ ်အကြောင်းပြချက်၃ချောင်းကိုရေးမယ်ရေးပြီးသွားလို့ချင်းအဲ့ဒီမှာဥပမာနဲ့တကွချင်းဆိုတာကကြတော့ဘယ်လိုရေးတာလဲမိမိနေမြဲအိမ်မတပါသောအရက်သို့သွားလို့သောသူငယ်တရာယုံသည်မိမိနဲ့အမြဲနေသောအမိအဖကာမကုသိုလ်သောအကုသိုလ်သောသို့မဟုတ်ဘာကြီးပါတွေမဟာကရိယာသောစသောသူတို့ဤနောက်သို့တာလျင်လိုက်တဲ့ဒစိမ့်ပြင်ပဖြစ်သူတို့မဟေကုသိုလ်သောလောကုတ္တရာသောတို့ဤနောက်သို့မလိုက်မိတဲ့ကဲ့သို့တည်းရဲ့နော် ခလေးတုံငယ်က ကြတော့အမိအဖတွေအဘိုးအဘွားတွေအဲ့ဒါကဘာကြီးဘာတွေတွေရဲ့နောက်ကိုပဲလိုက်တယ်ပေါ့တစိမ့်တွေခေါ်ရင်မလိုက်ဘူးလို့ဆိုလိုတာဒီလိုပဲတရားယုံပါဆိုလို့ရှိရင်လည်းပဲကာမဇောတွေရဲ့နောက်ကိုပဲလိုက်တယ်နော်အပ္ပနာဇောရီရဲ့နောက်ကိုမလိုက်ဘူးလို့ဆိုလိုတာအဲ့ဒီဥပမာလေးဖြည့်ပေးရင်ဓမ္မမိတ်ဆွေတို့လုံနောက်ပါပြီဒါက94 2006 2024ကိုထပ်ဖြည့်ထားပေးပါစာမျက်နှာ25မှာပါပါတယ်နောက်တစ်ပိုင်းကကြတော့နော်မဟေကုတ်ဇောရီကအဘဲကြောင့်တစ်ချိန်ပဲစောလေတဲ့ဒါကစာမျက်နှာ29မှာပါပါတယ် 29မှာမဲခုတ်ဇောဖြစ်ပုံတဲ့ဒါကမေကုံးဟောင်းမှာ90 2003 2019 2019 2024ထပ်ပြေထားပေးပါအဲ့ဒီမှာတွေ့ပါသလားမဲခုတ်ဇောတွေကဘာတော့တကြိမ်ပဲစောလဲဆိုတော့တကြိမ်တည်းဖြင့်ကိလေသာကိုဝိကံပနပဟံအတော်ကြာပယ်နိုင်တဲ့အတွက်ကြောင့်မို့လို့တကြိမ်ပဲစောပါတယ်တဲ့ ူကမဟဲကုတ်ဇောပဲမေးတဲ့အတွက်ကြောင့်ဓမ္မမိတ်ဆွေတို့ကမဟဲကုတ်ဇောပဲဖြေပြပါအဘိညာဉ်ဇောနဲ့ပတ်သက်တာမထည့်လဲရပါတယ်။စာမျက်နံပါတ်၄နံပါတ်၄မှာဆိုလို့ရှိရင်ပုတုစင်ပဲလေအမားတော့ဘယ်ကင်းနိုင်မလဲစသည်ဖြင့်ပြောဆိုလို့ရှိရာပုတုစင်ပုဂ္ဂိုလ်တို့ရထိုက်သောဝီထိစိတ်ကိုတာမင်ညဝိတေတာအားဖြင့်ခွဲခြားဖြေဆို၍မြင်းဆောင်ခံမယ်။အရူပဝါစရဘုံ၌ရူပဝါစရစိတ်တို့မရခြင်းမဖြစ်ရခြင်းအကြောင်းကိုလည်းဖြေဆိုပါမေကွန်းကနှစ်ပိုင်းရှိမယ်နော် တို့ကရှေ့ပိုင်းကနေဓမ္မမိတ်ဆွေတို့ကိုရစေခြင်းလို့ရှေ့ပိုင်းကနေပဲအကုန်လုံးမေးွားတာပေါ့နော်။ဒါဆိုရင်ဟိုပုတုစင်ပုဂ္ဂိုလ်မှာရနိုင်တဲ့ဝိတိစိတ်တွေကိုတာမညာအပြင်တာမန်အပြင်ဝိသေသအထူးအပြင်ဖော်ပြပါဆိုတော့ဒါကဓမ္မမိတ်ဆွေတို့ပုတုစင်ပုဂ္ဂိုလ်မှာရနိုင်တဲ့ဝိတိစိတ်ဆိုတော့ပုတုစင်ပုဂ္ဂိုလ်မှာကာမသောဝါဒလည်းရှိတယ်။ပျက်စွာဒါလည်းရှိတယ်။မနောဒါဒါလည်းရှိတယ်။ဒါကြောင့်မို့လို့နှစ်ခုလုံးမှာဖြစ်တဲ့ဝိတိစိတ်ကိုရေးပေးရမယ်။နော်။စာမျက်နှာ18မှာရှိပါတယ်။ စာမျက်နှာ38မှာတွေ့လာအပေါ်ဆုံးမှာပြင်ဆင်တော်ရား၌ဖြစ်ကုန်သောဝီတီစိတ်သရုပ်တ2019မှာမေးထားတဲ့ဘီနာမှာ24လို့ထပ်ရေးထားပေးပါ2024เนาะအဲ့ဒီမှာသူကတာမင်ညာအားဖြင့်ဆိုတာကတွေ့လာနံပါတ်1ဒီတာမင်ညာအားဖြင့်နံပါတ်2ကစိတ်အရေးအတွက်အားဖြင့်ဆိုတာအဲ့ဒါကဝိသေသအထူးအားဖြင့်ပေါ့เนาะနံပါတ်3ကကြတော့ဝိထာရဝါယေလုံးတင်ဝိတာဝင်းဘူရထဆိုင်မှုရဲ့ဆင့်ပဲပြီးတော့ ရေးရှာနော်ထာရာကောင်ရေရဝိထာရနံပါတ်3ကဝိထာရအကျဲအားဖြင့်ဒီမှာမိသွားတာကတာမင်ညာနဲ့ဝိသေသဆိုတော့1ရဲ့2ရဲ့ပဲဖြည့်ရမယ်ပြီးတော့ပြင်စဒွါရပြီးပြီးသွားလို့ရှိရင်မနောဒွါရ၌ဖြစ်ကုန်သောဝီတိစိတ်တယုတ် အဲ့ဒါက2024လို့ရေးထားပေးပါသူမှလည်းပဲတက်နဲ့သုံးရှိတယ်တက်ရ2ရဖြစ်ရင်လုံလောက်ပါပြီဒါမှမဟုတ်သူတို့ကပုထုဇဉ်ပုဂ္ဂိုလ်မှဖြစ်တဲ့ဝီထိစိတ်တယုတ်ဆိုလို့ရှိရင်ဝီထိစိတ်ဆိုလို့ရှိရင်ပြင်စဒွါရအကြောင်းကိုလည်းဖြေရမယ်မနောဒွါရအကြောင်းကိုလည်းဖြေရမယ်အဲ့ဒီမှာမှ၃ချောင်းကြည့်တဲ့ထဲကမှတာမင်ညာနဲ့ဝိသေသတက်ရ2ရ2ချောင်း2ချောင်းစီကိုပဲဖြေရင်ရပါပြီအတုခုကအရူမဘုံမှာရူပစိတ်တွေမဖြစ်တာဘာကြောင့်လဲဆိုတော့အောက်အောက်စိတ်တွေကျင်းနေလေနော်အဲ့ဒါကိုဆိုလိုတာနံပါတ်၄က36မှာရှိပါတယ် စာမျက်နှာ36မှာအရူပပုံ၌ရနိုင်တဲ့စိတ်တွေကိုဇရားလေးဆွဲထားပေးတယ်တွေ့လားအဲ့ဒီမှာဇရားလေးရဲ့အောက်မှာမဖြစ်တဲ့စိတ်ရဲ့မဖြစ်ရခြင်းအကြောင်းရဲ့မဖြစ်တဲ့စိတ်မှာဆိုအောက်ဆုံးမှာဆိုရင်အောက်အောက်အရူပစိတ်တွေမဖြစ်ဘူးတဲ့အ sorry မမေးစို့ခဏလေးနော်အဲ့ဒါလေးရဲ့အထက်မှာတွေ့လားရူပဝါစရစိတ်ဆိုတာတွေ့လားရူပဝါစရစိတ်တွေနော်ဘာဝနာဤအစွင်းဖြင့်ရူပဝါစရတရားတို့ကိုပယ်အပ်သောကြောင့်တဲ့ဒါပဲ အရူပဘုံမှာယူပစိတ်ရူပစိတ်တွေဘာကြောင့်မဖြစ်လဲဆိုရင်ဘာဝနာအစွန်းနဲ့ပယ်ထားလို့မဖြစ်ဘူးပေါ့ဒါကြောင့်မဖြစ်ပြီးရင်ရပါပြီ နောက်ပြီးသွားလို့ရှိရင်နံပါတ်၄ပြီးသွားရင်ဒီမှာမေးဆွေတို့အဲ့ဒါကဝီထီပိုင်းက၄ပုံမေးသွားတယ်เนาะပြီးသွားရင်နံပါတ်၅နံပါတ်၅က32ပုံဆိုတဲ့အတွက်ကြောင့်မလို့ဒါဝီထီမုံပိုင်းကိုရောက်သွားပါပြီ32ပုံ32ပုံ32ပုံမှာတဲ့၈ပုံနှစ်ပြားကင်းကွာတော့ စင်ကြယ်သူတို့နေထိုင်ရစင်ကြယ်တယ်ဆိုတာတုတ်တာကိုပြောတာเนาะရှစ်ချင်းမုံချင်းဆိုတော့ဗာလဲလောရာကတွေဒေါသတွေမရှိဘူးတဲ့ဒါဆိုတော့အနာဂံနေယဟန္တာပုံကိုတွေပေါ့เนาะအဲ့ဒါကဗမာနေလဲဆိုတော့တုတ်တာဆိုတာစင်ကြယ်တယ်ဒါဆိုမေးပြီးသိကြတယ်အဲ့ဒါတုတ်တာဝါသပုံကိုပြောတာအဲ့ဒါဘုံဌာနတို့ဤတို့မှလဲတို့လို့ဗာတဲ့အတွက်ကြောင့်ဘုံဌာနမှာတို့လို့ဗာတဲ့အတွက်ကြောင့်မို့လို့အမိများဆိုတော့ငါးပုံလုံးကိုမေးတာဖြစ်တယ်အတိတ်ပဲနဲ့တကွအစဉ်တကြဖြစ်ဆိုပါဓမ္မမိတ်ဆွေတို့ကတုတ်တာဝါသငါးပုံကိုရှေ့ရောက်လိုက်နောက်ရောက်လိုက်အထက်အောက်ရောက်လိုက်ပြလို့မရဘူးအစဉ်တိုင်းတက်တဲ့၃၄၅ဖြေပေးရမှာဖြစ်တယ် နံပါတ်9ရဲ့စာမျက်နှာကကြတော့နံပါတ်40တက်မှာရှိပါတယ်ဓမ္မမင်းကြီးတို့မှတ်စုစာအုပ်40တက်မှာသုတ္တဝါသ9ပုံရဲ့ဘေးနားမှာ9ပုံလုံးကိုမေးတဲ့အတွက်ကြောင့်မို့လို့သုတ္တဝါသ9ပုံရဲ့ဘေးမှာ2024လို့ရေးထားပေးပါအဲ့မှာတက်နဲ့345 5ခုလုံးကို ဖြည့်ပေးလိုက်ပါ၅ခုလုံးပြေးပေးလိုက်တပုတ်ကို2မှတ်ဆိုတော့10မှတ်ပြီးပြီเนาะနံပါတ်6မိခွန်းတစ်ပိုက်ပဲပါတယ်ဒီမှာနံပါတ်6ကကြတော့အလှဲ့အကျင့်ဖြင့်အကျိုးပေးသောကံတို့သည်ညီတို့သောအလှဲ့ကြအစီအစဉ်ဖြင့် အကျိုးပေးသည်ကိုပြည့်စုံစွာပြည့်စုံ၍ညင်းဆောင်ခံမဲ့ဒုစရိုက်ဆယ်ပါးမှာသူရပါဏမပါသောကြောင့်အရက်တောက်ချင်းကိုအပြစ်မရှိဟုမှတ်ယူရမည်လောအကြောင်းပြကပြေဆိုပါနော်ဒုစရိုက်ဆယ်ပါးမှာအရက်တောက်တာမပါတဲ့အတွက်ကြောင့်မို့လို့အရက်တောက်တာကအပြစ်မရှိဘူးလို့ပြောရင်ရမလားလဲမရဘူးနော်ကာမေတုမိစ္ဆာစာရကဘယ်ထဲပါသွားတာလဲကာယဒုစရိုက်ထဲမှာပါသွားတာနော်ပြန်ကြည့်ရအောင်နမတ်ရှောင်းနမတ်ရှောင်းရဲ့အပြေက48မှာရှိပါတယ် 48 48မှာတွေ့ပါသလားကံ၄ပါးတို့ဤအကျိုးပေးပုံအကျိန်အလှက်အကျိုးပေးပုံအကျိန်အလှက်ဆိုအဲ့ဒါကိုပြောတာ98 2012 2019 2021 2024လို့ထပ်ရေးထားပေးပါအဲ့ဒီမှာကံလေးပါးတွေအကျိုးပေးတယ်မှာဆိုပထမဦးဆုံး group ကကံကအကျိုးပေးတယ် group ကကံမရှိဘူးဆိုရင် အာတဏကံကအကျိုးပေးတယ်အာတဏကံမရှိရင်အာစိဏကံအကျိုးပေးတယ်အာစိဏကံမရှိရင်ကတ္တတာကံအကျိုးပေးတယ်ဒီလိုပဲအစဉ်အတိုင်းကျိုးပေးသွားတာပေါ့နော်ဒီနေရာမှာတော့မိတ်ဆွေတို့ကဒီပုဂ္ဂိုလ်အလွယ်ဆုံးပဲနော်မနေ့တော့ကျွန်တော်တို့ကိုမေးွားတဲ့ပုဂ္ဂိုလ်ခက်တယ်တိတ္တဓမ္မဝေဒနိယကံရဲ့အကျိုးပေးပုံကကျတော့စာရေးတာတာခက်တယ်ဖတ်ရတာဒီအကံလေးပါအကျိုးပေးပုံအချိန်လေးကလွယ်တယ်24လို့ထပ်ပြတာပြင်နော် ဲ့ဒီမှာလေဓမ္မမိတ်ဆွေတို့တချို့စာအုပ်တွေမှာ group camp ဆိုပြီးတော့ရေးတာရှိတယ်เนาะဓမ္မပြုဟာမှာဆို group camp လို့ရေးတာရှိတယ်။အော်ဒါကျွန်တော်တို့ဆရာတော်ဘုရားကတော့ group camp လို့သုံးရမယ်လို့ပြောထားပေးတယ်เนาะအဲလက်လမ်းမိတလောက်ဓမ္မမိတ်ဆွေတွေကတော့ကိုယ့်ရဲ့အဆုံးဖြတ်ခြင်းနဲ့ကိုပေါ့เนาะ group camp ပဲရေးရေး group camp ပဲရေးရေးအဲကျွန်တော်ကတော့ကျွန်တော်နဲ့လက်လမ်းမိတလောက်ဓမ္မမိတ်ဆွေတွေကို group camp လို့ရေးစေခြင်းပါတယ်နောက်ပြီးသွားလို့ရှိရင်ပြောက်သွားပြီလေ။အော်သူရာပါဏနဲ့ပတ်သက်တာ ူရာပါဏနဲ့ပတ်သက်တာဆာမျက်နှာ50မှာပါပါတယ်ဓမ္မမိတ်ဆွေတို့ဆာမျက်နှာ50မှတ်စုစာအုပ်เนาะသူရာပါဏရက်တော့ချင်းသူရာတောက်ချင်းကိုကာမေသူမိစ္ဆာစာရ၌တာပေါင်း၍ဆိုရခြင်းအဲ့ဒါခဏခဏမေးတယ်เนาะ2019ပြီးရင်2024လို့ထပ်ရေးထားပေးပါ သူကရတယုံကိုမမယင်ယင်သုံးဆွဲတဲ့အတွက်ကြောင့်မို့လို့ဒါကပါဏာတိမူသွားပြီဆိုလို့ချင်းပါဏာတိပါတာကံလည်းဖြစ်စေတယ်ဘာလို့အာဒိဏဒါနလည်းဖြစ်စေတယ်မျိုးစုံကိုဖြစ်စေနိုင်တယ်မူသွားပြီဆိုအကုန်လုံးကိုမလို့မလို့ရဲတာမရှိတော့ဘူးဘောနော်ဒါကြောင့်မို့လို့သူဒီပါလဲဆိုရင်ကာမေတုမိစ္ဆာစာရာထဲမှာထည့်ပေးရမှာဖြစ်တယ်တဲ့ဒါကာယတုစိုက်ထဲမှာပါသွားပြီနော်အဲ့ဒါလေးဖြည့်ပေးရမယ်ဓမ္မမိတ်ဆွေတို့ရပြီ ဒါကမင်းနေကြပုံဖြစ်တဲ့အတွက်ကြောင့်ထွေထူးမရှိပါဘူး။နံပါတ်9ကိုကြည့်ရအောင်။နံပါတ်9မှာမှားယွင်းသောအယူဝါဒသည်မြည်သည့်အကုသို့ကြောင့်အကုသို့မူလကြောင့်ဖြစ်ရသည်ကိုအကြောင်းပြကားပြေဆိုပါ။မြင်းဆောင်ခံမဲ့အမြပေးဝေခြင်းဝမ်းမြောက်မှုမောတာရုခေါ်ဆိုခြင်းတို့ကိုဒါနသီလဘာဝနာသုံးကြတွင်အဘယ်၌တင်းယူရမည်ကိုလည်းအရှိတ်ကြကြဖြည့်ဆင်းပါတဲ့နော်။မှားယွင်းတဲ့အယူဝါဒဆိုတာမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိကဘာကြောင့်ဖြစ်တာလဲတဲ့။ မိစ္ဆာဒိဋ္ဌိဘာကြောင့်ဖြစ်လဲဆိုတော့မိစ္ဆာဒိဋ္ဌိဆိုတာမနောကံเนาะမနောတုဇိယမနောတုဇိယကဘာကြောင့်ဖြစ်လဲဆိုတော့မပိစိတို့စာမျက်နှာ54မှာရှိပါတယ်စာမျက်နှာ54မှာတွေ့ပါသလားလောဘမူလကြောင့်ဖြစ်သောကံเนาะအဲ့ဒါ2024လို့ရေးထားပေးပါ ကာမေတုမိစ္ဆာစာရအဘိစာမိစ္ဆာဒိဋ္ဌိတို့သည်လောဘမူလစိတ်ကြောင့်ဖြစ်ကုန်၏တဲ့ဒိဗိကာလောတဲ့နော်ဒိဗိကာလောဆိုတာဒိဋ္ဌန္တကဒိဒိဋ္ဌိရဲ့ပြီးတော့ကျင်ဘိဆိုတာကအဘိစာကာဆိုတာကာမေတုမိစ္ဆာစာရသည်လောဆိုတာလောဘကြောင့်ဖြစ်တဲ့ရပြီနော်အဲ့ဒါတော့ရေမိစ္ဆာဒိဋ္ဌိသည်လောဘမူလကြောင့်ဖြစ်တဲ့ပြီးတော့အကြောင်းပြချက်ကိုပြောဆိုလို့ချင်းအောက်မှာတွေ့လားမိစ္ဆာဒိဋ္ဌိသည်လောဘနဲ့ရှင်သောဒိဋ္ဌိတရကိုဖြစ်ရပုံအဲ့ဒါလေးကိုဘာ2024လို့ရေးထားပြီးတော့အဲ့ဒီတစ်ပိုက်ပါဖြည့်ပေးရမယ်ဒါဆိုဓမ္မမိတ်ဆွေတို့ကနှစ်ပိုက်ဖြည့်ပေးရမယ် ဟိုမဆိုင်တဲ့စာကြောင်းလေးဟိုကာမေသူမိစ္ဆာစာလာတို့အဘိစာတို့ကထက်မရေးလဲရတယ်နော်မိစ္ဆာဒိဋ္ဌိဒီလောဘမူလကြောင့်ဖြစ်တဲ့ဖြစ်ရပုံအကြောင်းရင်းဆိုလို့ချင်းရင်တော့အောက်ကတပိုက်ကို၃ကြောင်းလေးကိုဖြစ်ပေးလိုက်ပါဒါဆိုစာမျက်နှာ94မှာနှစ်ပိုက်ဖြည့်ပေးရမယ်ဓမ္မမိတ်ဆွေတို့ ပြီးရင်နောက်တစ်ခုကအမျှပေးဝေတာကိုဘာလို့ခေါ်လဲအမျှပေးဝေတာဆိုတာကပတ္တပတ္တိဒါနနော်ဒါပြီးတော့လို့ရှိရင်ဝမ်းမြောက်နှုမောတာရုခေါ်တာကကြတော့ပတ္တာနုမောဒနာဒါကဒါနသီလဘာဝနာသုံးခုမှာဘယ်တဲကိုတွင်းရမလဲဆိုရင်နော်ပပဒါပပဒါဆိုတော့ပတ္တိဒါနရဲ့ပတ္တာနုမောဒနာရဲ့ဒီဒါဆိုတော့ဒါနလည်းမှာတွင်းရမှာဖြစ်တဲ့အဲ့တော့တွေ့လားစာမျက်နှာ58မှာစာမျက်နှာ58ပုံညကရိယာ7ပါးကိုဒါနသီလဘာဝနာ၌တွင်းတွင်းပြပုံဆိုရင်အပေါ်ဆုံးက ပတ္တိဒါနအပေါင်းပတ္တာနုမောဒနာညီမြချင်းဒါန90 93 2018 2024ထပ်ပြေထားပေးပါသဘောတရားတွေလည်းတူတယ်စန့်ကျင်ဘက်တွေလည်းတူတဲ့အတွက်ကြောင့်မို့လို့ဒါနထဲမှာပေါင်းသွင်းရမှာဖြစ်တယ် okay တသေးလေးပဲเนาะ၄ချောင်းပဲရှိတယ်ဓမ္မမိတ်ဆွေတို့စာမျက်နှာ58ကအပြည့်လေးကိုဖြည့်ပေးပါပြီးရင်နံပါတ်၈ဘဝတစ်ခု၌ဝိသိစိတ်မဖြစ်လတ်တော့ပဋိသင်္တေစိတ်ဒီပင်ဘဝင်အဖြစ်ဖြင့်မြည်ရည်အလျင်ပမာ ဆက်လက်ဖြစ်ပွားနေသည် ဟုဆိုထားရာထိုစကားသည်မြတ်စွာဘုရားရှင်ဟောထားသောမမြဲခြင်းသဘောနှင့်ဆန့်ကျင်မှုရှိမရှိဘိဓမ္မာဂုံဒူးဆောင်ဂုံဒူးဆောင်အဘိဓမ္မာတရားလေ့လာထားသောစာပြေခြင်းအနေဖြင့်ဥပမာပြကရှင်ထင်ရှားစွာရှင်းပြပါဒါမှမဟုတ်ဒါကဟိုတပုတ်ထဲနဲ့တင်အဲ့ဒါကအပိုင်းမပါဘူးเนาะတပုတ်ထဲပဲအ ဆုံးဖြတ်ခိုင်းတယ်ပြီးတော့ဥပမာလေးနော်ရှိမရှိစန့်ကျင်မှုရှိမရှိကိုမြင်တာမယ်ဥပမာကိုမြင်တာမယ်ဘာဖြစ်လို့လဲနှစ်ခုဖြည့်ပေးရမယ်နော်အာစန့်ကျင်မှုရှိလားမရှိလားဆိုတာကိုပြင်မယ်ပြီးတော့ဥပမာလေးတစ်ခုပါထည့်ဖြည့်ပေးရင်လုံလောက်ပြီဒါကစာမျက်နှာဘယ်လောက်မှရှိလဲဆို85မှရှိပါတယ် မဆုစာအုပ်ရဲ့စာမျက်နှာ85နံပါတ်10ဘဝင်စုတီဖြစ်ပုံဆိုတာတွေ့လားအဲ့ဒါကိုပြောတာတဘာမင်းဆွေတို့မြတ်စွာဘုရားရှင်ကလေမမြဲခြင်းဆိုတာကဘာကိုပြောလဲမမြဲခြင်းဆိုတာကဒီတဘာဝတရားတွေပေါ့နော်ယုတ်တရားနံတရားတွေကဥပတ်ဆိုတဲ့အဖြစ်လာတယ်ပြီးရင် ठी ဆိုတဲ့ ठी ရယ်ပြီးရင်ဘင်ဆိုတဲ့ပြစ်သွားတယ်ပေါ့နော်ဒီလိုမျိုးဥပတ် ठी ဘင်ခဏငယ်3ချက်ဒါနံတရားတွေဆိုခဏငယ်3ချက်နဲ့ပြည့်စည်သွား3ချက်ကြရင်ပြည့်စည်သွားမယ်ပေါ့ဒါကိုမမြဲခြင်းလို့ဆိုလို့တာ ဒီမှာလည်းပဲဒီပဋိသင်္တေစိတ်တွေဝိတိစိတ်ဘဝင်စိတ်တွေကလည်းပဲအဲ့လိုပဲဥပ္ပတိပင်ဆိုပြီးတော့ပြည့်စည်သွားမှာပေါ့ဒါဆိုမြတ်စွာဘုရားရှင်ပြောတဲ့တရားမမြဲခြင်းဆိုတာနဲ့ဒီတဘာဝတရားတွေရဲ့မမြဲခြင်းကဟိုဆန့်ကျင်မှုမရှိပါဘူးเนาะတဘာမေစေတို့ဒါဆိုရင်ဆန့်ကျင်မှုကတော့မရှိပါဘူးပေါ့အဲ့လိုပြေပေးရမယ်ဆန့်ကျင်မှုမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဒီမှာ ဥပမာလေးပြပါဆိုလို့ရှိရင်စာမျက်နှာ58မှာဓမ္မမိတ်ဆွေတို့ဘဝင်စုတီဖြစ်ပုံလေး3ပိုက်လုံးကိုဓမ္မမိတ်ဆွေတို့ကဟိုဖြည့်ပေးလိုက်ပါတော့ဒါမှပဲပုံပြေဆုံးပါလိမ့်မယ်ဒီမှာကျွန်တော်ရေးထားတာကတော့မှတ်စုထဲမှာဘယ်အပိုက်ကနေပြီးတော့ဘယ်စာလုံးဘယ်စာလုံးတွေကဘာအိပယ်ကိုပြလဲဆိုတာကိုဆိုလိုတာเนาะအေးစေဝံပေယလာပဝတိစသောပတ်ဖြင့်ဒါကဒီကမြန်မာပြန်မေတာဝီဆရာဆိုင်တဲ့ကအတိုင်းပဲကူးရှာထားတာဖြစ်တယ်เนาะဤသို့ဆိုရပြီးတော့ဓမ္မမိတ်ဆွေတို့ကအဲ့ဒါမရေးလဲရတယ် ပဋိသင်္တေရှိကုန်သောပုဂ္ဂိုလ်တို့အားရှိဥစွာပဋိသင်္တေဖြစ်မဲ့ပုဂ္ဂိုလ်တွေကပထမဦးဆုံးပဋိသင်္တေစိတ်ဖြစ်တယ်။ပဋိသင်္တေစိတ်ရှုပ်သွားပြီးဥပတ္တိပဲ၃ချက်ခဏငယ်၃ချက်ပြီးရင်ရှုပ်မယ်။ရှုပ်သွားပြီးတဲ့နောက်မှာဆိုလို့ရှိရင်ပဋိသင်္တေစိတ်ဒီတဲ့ပဋိသင်အဲထိုပရိဒဏ်နေစိတ်ဤအာယုံကိုပင်အာယုံမြူ၍ထိုပရိဒဏ်နေစိတ်သည်ပင်လျင်စုတိစိတ်ဖြစ်သည်အတိုင်အောင်ဝိသိစိတ်ဖြစ်ခြင်းမရှိသောဘဝင်ဤအကြောင်းအဖြစ်ဖြင့်ဘဝင်အစဉ်သည်မပြတ်မူ၍မျက်ရည်အလျင်ကဲ့သို့ဘဝင်စိတ်ဖြစ်ပုံကိုပြ၏တဲ့ဆိုလိုတာကဘဝရဲ့အစမှာပရိဒဏ်နေစိတ်ဖြစ်တဲ့ တကယ်လို့မသိမရှင်းပေါ့နော်အဲ့ဒါဗတိတန်ဒီဖြစ်ပြီးတော့သုတိစိတ်နဲ့မသိမရှင်းကြားထဲမှာဆိုရင်ဘဝင်စိတ်တွေထပ်တက်လဲလဲဖြစ်နေတယ်လို့ပြောတာဘဝင်စိတ်ဖြစ်တာကဘာနဲ့တူလဲဆိုမျက်ရည်အလျင်နဲ့တူတယ်တဲ့မြင့်ထဲမှာရေတွေစီးနေတာကတော်တော်စီးနေတယ်အအမှတ်တမဲ့ကြည့်မယ်ဆိုလို့ရှိရင်ရေတွေကငြိမ်နေတယ်မရွေ့ဘူးလို့ထင်လိမ့်မယ်တကယ်တော့မဟုတ်ဘူးပထမရေကရွေ့သွားပြီဒုတိယရေကပထမရေနေရာမှာရောက်လာတာ နော်အဲကြောင့်မို့လို့ရေတွေကငြိမ်နေတယ်မပြောင်းလဲဘူးလို့တင်တယ်ဒီမှာလည်းပဲအဲ့လိုပဲဟိုစိတ်တွေကငြိမ်နေတယ်ပေါ့နော်ပြည့်စည်မသွားဘူးလို့တင်တယ်အမှန်တော့မဟုတ်ဘူးပဋိတန်လေးစိတ်ကလည်းဥပတ္တိပင်သုံးချက်ကြာရင်ချုပ်သွားမယ်ပြီးတော့ရင်ဘဝင်စိတ်ဖြစ်လာမယ်ဘဝင်စိတ်ကလည်းဥပတ္တိပင်သုံးချက်ကြာရင်ချုပ်သွားမယ်ချုပ်သွားပြီးတခါဘဝင်စိတ်ထပ်ဖြစ်မယ်ပေါ့နော်မသိမရှင်းဘဝင်စိတ်တွေဖြစ်နေမယ်ဂျာထဲမှာဟိုအာယုန်နဲ့ကလေးကအပြင်းမွေးလာပြီဆိုရင်တော့ဝိသိစိတ်တွေဖြစ်မှာပေါ့နော်ဝိသိစိတ်မဖြစ်ပဲအိပ်ပျော်တဲ့အချိန်တွေဆိုရင်တခါဘဝင်စိတ်တွေပြန်ဖြစ်နေမယ်ဒီလိုပဲဆိုလို့ဒါပေမဲ့စိတ်တွေအားလုံးကဥပတ္တိပင်သုံးချက်ကြာရင်ချုပ်ချုပ်သွားတယ်နော် ဒါပေမဲ့ဒစိပ်ပြီးဒစိပ်တွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဟိုဒီတိုင်းပဲတသက်မှတ်ထဲလို့ထင်နေရတာဒါကိုဆိုလိုတာအဲ့ဒီမှာဥပမာကတော့ဓမ္မမိတ်ဆွေတို့စာမျက်နှာ58ရဲ့အောက်မှာအောက်ကပိုင်းမှာတွေ့လားဟိုစေးစားနေတဲ့ဥပမာလေး လူမမာတူဦးကဈေးပလင်းထဲကဈေးတွေကိုနေ့စဉ်မှန်မှန်စားနေတယ်ဆိုလို့ချင်းရင်နောက်နေ့လဲကြအောင်အဲ့ဒါကဈေးကအမျိုးအစားမတူတော့ဘူးပေါ့နော်အဈေးကဟိုနံပါတ်တော့တူတယ်ပေါ့နော်အမျိုးအစားအထက်မှာပါဝင်မှုတွေကတိတ်မတူတော့ဘူးဆိုပေမဲ့လည်းသူကနေဘာဈေးစားနေလဲလို့မေးလိုက်တဲ့အချိန်မှာမနေ့ကဈေးကိုပဲစားနေတယ်လို့ပြောတာပေါ့နော်အဲ့ဒီလိုပဲပဋိသင်နေဈေးကလည်းပဲမတည်မရှင်းမှာဘဝင်စိတ်တွေဖြစ်ဖြစ်ပြီးတော့ဖြစ်နေတယ်လို့ဆိုလိုတာ အခုခေတ်မှာဆိုရင်တော့ဒါဟိုဆေးတွေပေါ့နော်သွေးတိုးချီသမားတွေအဲဆိုလို့ရှိရင်သွေးတိုးကြဆေးကိုတောက်နေတယ်ပေါ့တောက်နေတယ်ဆိုရင်ဟိုအခုဆိုရင်အပစ္စည်းတွေဝယ်ရတာခက်တဲ့အတွက်ကြောင့်မို့လို့ဒါဟိုဟောပေါ့နော်ဟိုကိုအရင်တုန်းကတောက်နေကြဆေးသွေးတိုးကြဆေးအမလောင်းဆိုလို့ရှိရင်လည်းအိန္ဒိယမိတ်တွေမဟုတ်တော့ဘဲနဲ့ကိုရီးယားမိတ်တွေဖြစ်သွားတယ်ဒါပေမဲ့လည်းပဲအမလောင်းကအမလောင်းပဲလေနော်ဒါဆိုရင်ဘာဆေးတောက်နေလဲလို့မေးလို့ရှိရင်မနေ့ကဆေးကိုအမလောင်းပဲတောက်နေတော့ပေါ့နော်ဒါပေမဲ့ဟိုကွာချပြုတ်လုပ်ပုံထုတ်လုပ်မှုနိုင်ငံရတော့ကွာသွားတာပေါ့နော်ဒီလိုဆိုလို့တော့ အဲဓမ္မမင်းဆွေတို့ဒါလောက်ဆိုရင်တော့ရပါပြီနောက်တစ်ခုကနံပါတ်9နံပါတ်9မှာဆိုရင်မနောတတ်တည်တဲ့ဇီဝိတာဓမ္မဓမ္မမင်းဆွေတို့ရုပ်ပိုင်းကလေနှစ်ပုတ်ပဲမေးသွားတယ်နော်9ရက်10ရက်နှစ်ပုတ်ပဲမေးသွားတာဝိတိဘုတ်ဝိတိပိုင်းကလည်း၄ဘုတ်ဝိတိမုတ်ကလည်း၄ဘုတ်ရုပ်ပိုင်းက၂ဘုတ်ပဲမိတယ်မနောတကားတဲ့ဇီဝိတရုပ်ကိုဘာကြောင့်မမိတာလဲတဲ့နော်အဲ့ဒါမြေဆောင်ခံမယ်ပြီးတော့ရင်ပေါ့ပါလင်မြန်သောရုပ်တို့ဤသဘောအဓိပ္ပာယ်ပေါ့ပါလင်မြန်သောဆိုတာလူတာတိရုပ်ဘယ်နှပါလဲ၃ပါးကိုဖြည့်ရမယ်အဓိပ္ပာယ် ဂါမိတ်ဆွေတို့မနောတကဇီဝိတယုတ်ကိုဘာကြောင့်မမိလဲတဲ့အဲ့ဒါကစာမျက်နှာ83မှာရှိပါတယ်စာမျက်နှာ83စာမျက်နှာ83မှာဆိုရင်ဟာရယဝတ္ထုနဲ့ပတ်သက်တာရေးထားတယ်เนาะအဲ့မှာဟိုအပေါ်ဆုံးကလေဒုတိယအကြောင်းမှာတွေ့လားနံပါတ်3 ထရယဝတုသည်မနောတ္တမနောဝိညာဏတ္တတို့၏မိယာဖြစ်နေရင်လက္ခဏာရှိသည်တဲ့မနောတ္တကဟရယဝတုကိုမိတာဇိဝိတယုတ်ကိုမိတာမဟုတ်ဘူးဒါဆိုဘာကြောင့်မမိလဲဆိုတာကိုဓမ္မမိတ်ဆွေတို့ကအကြောင်းပြပေးရမယ်အဲ့ဒါကဓမ္မမိတ်ဆွေတို့အောက်ဆုံးမှာရှိတယ်စာမျက်နှာ73ရဲ့အောက်ဆုံးမှာဇိဝိတိန်တွေဆိုတာဇိဝိတယုတ်ကိုပြောတာသူ့မှာအတုတော်ကဖြစ်ပေတရားတွေကိုစောင့်ချောက်ခြင်းဟူသောကိစ္စတစ်မျိုးနဲ့ရှင်းနေရသောကြောင့်ဇိဝိတယုတ်ကိုလည်းမိ၍မဖြစ်ကုန်တဲ့အဲ့ဒါက94ဆိုတော့2024လို့ထပ်ရေးထားပေးပါ မနောဓာတ်ကဘာကြောင့်ဇီဝိတယုတ်ကိုမမီလဲဆိုတော့ဇီဝိတယုတ်မှာ relationship ကရှိပြီးသားเนาะရှိပြီးသားဆိုတော့သူတွားပြီးတော့သူ့ကိုဖက်တွယ်လို့မရဘူးလေเนาะဇီဝိတယုတ်မှာကမ္မစယုတ်တွေကရှိပြီးသားစောင့်ရှောက်နေရတယ်เนาะဒါကြောင့်မလို့ဗာမေဆွေတို့ကမနောဓာတ်ကဇီဝိတယုတ်ကိုမီလို့မရဘူးအဲ့ဒီတကြောင်လေးဖြေပေးရင်လုံလောက်ပါပြီနောက်တော့လဟုတာတိယုတ်၃ပါးရဲ့အဓိပ္ပာယ် ။စာမျက်နှာ90မှာရှိပါတယ်။စာမျက်နှာ90ရဲ့အလယ်မှာလဟုတတိယုတ်3ပါးပေါ့နော်။နံပါတ်10လေးအဲ့ဒီမှာ3ခုရဲ့အတိတ်ပဲဓမ္မမေဆွေတို့ဥပမာလေးတွေပါထည့်တဲ့ပြီးဖြည့်ပေးလိုက်ပါဒါဆိုလုံလောက်ပြီ။နောက်တစ်ခုကနံပါတ်30 ရုပ်ကိုမဖန်တီးတတ်သောစိတ်တို့သည်အဘဲကြောင့်မဖန်တီးနိုင်သည်ကိုအတီးတီးရှင်းလင်းပြေဆို၍မြင်ဆောင်ခံစာပြေခြင်းတို့ဤဘဝ၌အာဟာရစယုံများစတင်ဖြစ်ပေါ်ရာစတင်ဖြစ်ရာကာလကိုလည်းပြေဆိုပါဒါမေးစေလို့ဒီရုပ်ကိုမဖန်တီးတဲ့စိတ်တွေဆိုတာမနဲ့ကလေကျွန်တော်တို့ကိုမေးသွားတဲ့မေးခွန်းနဲ့နည်းနည်းလေးဆင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဟိုပါပိသားအဖို့တွေလည်းပယ်လို့မရဘူးပေါ့ဒီလိုဆိုလို့တာ ယုတ်ကိုမဖန်တီးဆိုတာမဖြစ်တိုက်တဲ့စိတ်တွေကဘာကြောင့်မဖန်တီးတာလဲဆိုတော့ယုတ်မဖြစ်ရခြင်းကြောင့်ဘာမေးဆိုတော့ယုတ်ကိုမဖြစ်တဲ့စိတ်ကဘယ်နှခုရှိလဲ34ခုရှိတယ်မလားအရူပဝိပ္ပစိတ်၄ပါးရဲ့တွေပြေစာဝิญဉ္စ10ရဲ့ပြီးတော့ဟိုကဏ္ဍအရေးအတွက်မထည့်တဲ့ပဋိတန်တိစိတ်ယဟန္တာရောယေစုတိစိတ်ဟုတ်တယ်ဟုတ်အဲ့ဒီစိတ်တွေကယုတ်ကိုမဖြစ်စေနိုင်ဘူးဒါကစာမျက်နှာဘလောက်လဲဆိုတော့96မှာရှိပါတယ်ဓမ္မမိတ်ဆွေတို့ စာမျက်နှာ69မှာစိတ်ကယုတ်ကိုဖြစ်စေပုံနဲ့အဲ့ဒီမှာဓမ္မမိတ်ဆွေတို့ကနံပါတ်1အရူပဝိပဿိတ်၄ပါးကို2009ဆိုတော့2024လို့ထပ်ပြေထားပေးပါအရူပဝိပဿိတ်၄ပါးကဘာတော့ယုတ်မဖြစ်စေလဲဆိုတော့အဲ့ဒါ၃ချောင်းကိုရေးမယ်တွေ့ပြင်းစားဝิญဉ္ဇဉ်၁၀ပါးကိုလည်း2015 2024လို့ထပ်ပြေထားသူတို့ကိုလည်းဘာကြောင့်လို့ယုတ်မဖြစ်စေတာလဲဆိုတာကိုရေးမယ်ပြီးရင်ဓမ္မမိတ်ဆွေတို့ပဋိသင်္ဍိစိတ်ကလည်းယုတ်ကိုမဖြစ်စေဘူးเนาะ တိတန်တိစိတ်ကယုတ်ကိုမပြစ်စေတာဘာကြောင့်လဲဆိုတော့စာမျက်နှာတက်ရမှာရှိတယ်ပတိတန်တိအပေါ်ဆုံးပါလေးနံပါတ်3ပတိတန်တိစိတ်ကျင့်ခြင်းကိုမပြုအပ်ထို့သို့မပြုအပ်တော့လဲဆိုတော့အဲ့ဒါမှာ2000 2010 2021ပြီးရင်စိတ်ရေးထားပေးပါ2024ပတိတန်တိစိတ်ကဘာကြောင့်လို့ယုတ်ကိုမပြစ်စေနိုင်လဲဆိုတော့ပစ္စာဇာတလည်းกินတယ်ပြီးသွားလို့ချင်းရင်နောက်တစ်ခုကကြတော့သူ့မှာအားနေတယ်မိရာရှိတယ်ပြီးသွားရင်နောက်တစ်ခုကြတော့ဗာလဲ ဟာရတို့မထောက်မှန်အပ်သောအာနယ်သောဝိထုကိုမိ၍ဖြစ်ရသောကြောင့်၎င်းမိမိသည်ဧည့်သည်ဖြစ်သောအကြောင်း၎င်းကမ္မဇယုတ်တွေကစိတ္တဇယုတ်တွေရဲ့မိယာကိုယူထားတဲ့အတွက်ကြောင့်၎င်းသူမှာယုတ်ကိုမဖြစ်နိုင်ပါဘူးတဲ့။နောက်နံပါတ်၄ကသုတိစိတ်နဲ့ပတ်သက်လို့ခြင်းရယဟန္တာတို့ရဲ့သုတိစိတ်ကယုတ်ကိုမဖြစ်စေနိုင်ဘူး။အဲ့ဒီမှာ2023လို့ရေးထားတဲ့ဓမ္မမိတ်ဆွေတို့က2024လို့ထပ်ဖြည့်ထားပေးပါအဲ့ဒီမှာသမောဟဝိနောဒဏီအထာကထာရဲ့အလိုရဲ့မူလတီကကြံ့ကျူစေရာအလိုရဲ့နှစ်ခုလုံးကိုဖြည့်ပေးလိုက်ပါ။ ။ဒါဆိုရင်ဒီဘိုက်ကလေးကနည်းနည်းများတယ်ဓမ္မမင်းဆွေတို့စာကလည်းเนาะဒါလေးတော့ဖြည့်ပေးလိုက်ပေးပါ။ပြန်နောက်တစ်ခုကကြတော့အဟာရစယုတ်တို့ရဲ့ပထမဦးဆုံးဖြစ်ရာအခါရဲစာမျက်နှာ103မှာရှိပါတယ်ဓမ္မမင်းဆွေတို့စာမျက်နှာ103မှာနံပါတ်4ကို တွေ့လာအလယ်နာလေးအောက်နာလေးမှာနော်အဟာရအဟာရကယုတ်ကိုဖြစ်စေပုံ68 2021အထပ်ရေးထားပေးပါ2024 ပဋိတန်တိစိတ်ရဲ့ဥပါခဏကနေစပြီးတော့ဖြစ်ပေါ်နေတဲ့ကံစိတ်ဥဒုအဟာရဟုသောအကြောင်းလေးပါးသောဖြစ်သောဩဇာတက်ကအဓိကတော့ဗာလဲဆိုရင်အဲအဲ့ဒါကအစ္ဆတဩဇာနဲ့ဗိဒ္ဓဩဇာပေါင်းမှသာလျင်သူကယုတ်ကိုဖြစ်မယ်လို့ဆိုလိုတာအဲ့ဒီမှာကမ္မတေယကတတဝါဒီမှာဘလို့ဖြစ်တာလဲတန်တိတဇဥပပတတဝါဒီမှာဘလို့ဖြစ်တာလဲဆိုတော့မမေဆွေတို့ကအဲ့လိုတတဝါလိုက်ပြီးတော့ဖြေပေးလိုက်ပါတော့အဲ့ဒါဆိုရင်ရပါပြီအဲ့ဒီမှာဘယ်နှကြောင်းပြေးရမလဲ၃ဘိုက်ပေါ့နော်အဲ့ဒီ၃ဘိုက်ဖြေပေးရင်ဒီမှာမေဆွေတို့ပြည့်စုံပါပြီ ဒါဆိုရင်ဒုတိယဆင့်နဲ့ပတ်သက်ပြီးတော့ဓမ္မမိတ်ဆွေတို့ကိုမေးခွန်းဖြေရမယ့်အညွှန်းလေးတွေပြောတာပြီးသွားပါပြီ